အလုံးမဲမင်္ဂလာပါရှင်ကိုစုလို့ရှိရင်တော့ခေစားနေတဲ့ street food ခေါက်ဆွဲလေးကိုလုပ်သွားမှာပဲဖြစ်ပါတယ်ဒါကတော့ street food ခေါက်ဆွဲလုပ်ဖို့အတွက်ပါဝင်တဲ့ပုံပစ္စည်းပါခေါက်ဆွဲကြောက်ပါပါမယ်မာလာရှန်ခေါက်အနှစ်ပါပါမယ်အမှုလေးလည်းပါပါမယ်ပြီးရင်တော့ cheese ပါပါမယ်ကျဲဥချောင်းပါပါမယ်ကျဲဥပါပါမယ်ဆလတ်ရွက်ပါပါမယ်နှမ်းလည်းပါပါမယ်ဗရမအုပ်ဆုံးအနေနဲ့တော့စီတဲထားမယ်ပြီးသွားရင်တော့စီစုလိုက်ကြောက်လေးကိုစားလေးနဲ့ငယ်ထည့်ပြီးကြော်ပါမယ် ပြီးရင်တော့ကြက်ဥချောင်းလေးကိုအခွန်ချုပ်ပေးထားပါမယ်။ပလတ်စတစ်ခွာပြီးသွားပြီဆိုလို့ရှိရင်တော့ဗီနာလေးတွေကိုအဖက်လေးတွေနဲ့ပေါ့နော်သူကပွင့်ဖက်လိုပုံစံမျိုးလေးနဲ့ကြီးကြီးလေးဖြစ်ချင်တဲ့အတွက်ကြောင့်မလို့ညှက်ပြီးတော့မှကြော်ပေးထားပါမယ်။ပြီးရင်တော့ရင်နွေးကိုပုတ်ပတ်ဆူအောင်တည်ထားမယ်။ရင်နွေးဆူလာပြီဆိုလို့ရှိရင်တော့ခေါက်ဆွဲလေးတွေကိုဒီမှာလေးချက်ထည့်ပြီးတော့မှပြုတ်ပေးထားပါတယ်။ဆွဲလေးတွေကိုဘက်ဒီဘက် နူးတာညီအောင်လို့လှမ်းပေးထားပါမယ်။ခောက်ဆွဲလေးစုလိုက်ရပါပြီ။ပြီးရင်တော့အနှစ်ချက်ဖို့အတွက်ကိုစီထည့်မယ်။မလာရှန်ကောပေါ့နော်အနှစ်ဒီမှာတော့ဇလုံးကြီးအနှစ်ကိုနှစ်ထုပ်သုံးပါတယ်။ပြီးရင်တော့မှုန်ပေးပါမယ်။ပြီးရင်ခောက်ဆွဲနဲ့ပါတခါတည်းတမောင်းမှုန်ပေးထားပါမယ်။ အမိုးလေးလဲထည့်မယ်။ရေလေးထည့်ပြီးတော့မှတည်ပီထားပါမယ်။အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ပြင်ဆင်မိုးအတွက်ကိုဆလတ်ရွက်လေးကိုစားမဲ့ပကံထဲမှာရင်ပြင်ဆင်မယ်။ပြီးသွားလို့ရှိရင်တော့ချက်တာတယ်ပေါ့နော်။ခေါက်ဆွဲနဲ့အမိုးနဲ့ရောထားတာလေးကိုထည့်မယ်။ပြီးရင်တော့ cheese အပြားလေးတင်ပါမယ်။ပြီးရင်ကြော်ထားတဲ့ကြက်ဥလေးတင်မယ်။ပြီးသွားလို့ရှိရင်တော့ကြော်ထားတဲ့ကြုံချောင်းလေးကိုဘီနာအနေပြီးတော့မှ ထားပေးတာပါမယ်။ ပြီးရင်တော့နှမ်းလေးဖြူပြီးတော့မှလာစင်ပေးထားပါမယ်။အခုဆိုလို့ရှိရင်တော့စားခြင်းစပွဲအခုနောက်ပိုင်းပေါ့နော်ခင်လဲရန်စားလာတဲ့ street food ခေါက်ဆွဲလေးရပြီပဲဖြစ်ပါတယ်။ tissue ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။